မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာကတိုက်ပွဲတွေကြောင့်စစ်ရှောင်နေသူတွေကိုစစ်တပ်ကကင်းဆောင်ခိုင်းဖို့ခေါ်ယူနေတယ်လို့မေလ30ရက်နေ့ကစစ်ပေးရှောင်ပြည်သူတွေကပြောပြပါဗျ။ပြီးခဲ့တဲ့မေလ18ရက်နေ့ကဆောင်ပြောင်းကျေးရွာအနီးတော်လိုင်းအင်အားစုတွေကထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ်ဖီအန်အိုပြည်သူစစ်နယ်ထိတွေ့တိုက်ပွဲ၁၀ရက်ကျော်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ တချို့ယောက်ျားလေးတွေကို ပြောင်းဝင်ခွင့်ပေးပြီးရွာပြန်ဆောင်ရကြောင်းတိမ်ငူတယောက်ဆိုရင်မဲ့ကိုယ့်အိမ်မှာကိုမနေကြရပဲကင်းပဲပြန်ဆောင်ခိုင်းကြောင်းစစ်ကောင်စီနဲ့ PNO အဖွဲ့ဝင်တွေကရွာထဲမှာစခန်းချထားတာကြောင်းရွာသားတွေပြေးမပြန်သေးဘူးလို့စစ်ပေးရှောင်အမျိုးသမီးတယောက်ကပြောပါတယ်နဖက်တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘက်ကတိုက်စုံးတာတွေများပြီးလက်နက်ခဲယမ်းတွေနဲ့စစ်တုံးမန်းတွေလည်းဖမ်းဆီးရမိခဲ့တယ်လို့တော်လိုင်းအင်အားစုတွေစီကသိရပါဗျရှင်။ ကင်းပြင်းတဲ့အတွင်းမှာမေလာနောက်ဆုံးဘက်ကစတင်ပြီးလိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေအသုံးမပြုဘဲစစ်ကောင်စီလက်အောက်ခံကင်းပြင်းတဲ့ရင်းအနေရဲ့လမ်းအနေရဲ့ကင်းရှင်ရေးကော်မတီကလိုက်လံသတိပေးတာတွေလှုံ့ဆော်နေရလို့ဒေသခံတွေစီကသိရပါဗျ။ဂျော်လာတရနေ့ကစတင်ပြီးကင်းပြင်းတဲ့အတွင်းကဖအန်ကော့ဂရိတ်မြဝတီကြာရင်စိတ်ကြီးတန်တောင်ကြီးလိုင်းပွဲမြို့နယ်ခုနှစ်မြို့နယ်ကိုလိုက်လံအသိပေးတာတွေလှုံ့ဆော်နေကြတာပါဗျ။ ။လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေကိုအများပြည်သူသွားလမ်းတွေတရာအနီးစစ်စေးရေးဂိတ်မြို့ဝင်မြို့ထက်တွေမှာစစ်စေးဓာတ်တွေပြုလုပ်သွားမှာဖြစ်ပြီးလိုင်စင်မဲ့ယာဉ်တွေကိုတင်စီအရေးယူသွားမယ်လို့ဆိုပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်တွေသိမ်းဖို့အတန်ချဲစနဲ့လိုက်အောင်နေတာဖြစ်ကြောင်းနဲ့ပြည်သူတွေကိုတတိပေးနေပေမဲ့သူတို့ဖမ်းရင်လည်းပြည်သူတွေပဲဖမ်းလို့ရမှာဖြစ်ကြောင်းလက်နက်ကင်ဖွဲ့စည်းတွေကိုဘလို့ဖမ်းမလဲစောင့်ကြည့်ရမှာဖြစ်ကြောင်းမြောက်ရီဒေသခံတယောက်ကပြောပါရယ် မြန်မာထိုင်းနေဆက်မြားရီမျိုးကနေတဆင်မြန်မာတိုင်းကန်လုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်တွေဝင်ရောက်ဖို့လက်နက်ကိုင်အဖွဲ့အစည်းတွေဌာနဆိုင်ရာတွေကငွေကြေးယူပြီးအထူးကတင်သွင်းနေတာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါရရှင် ိုးရင်းကာလာရောက်ရှိနေပြီဖြစ်တာကြောင့်ရခိုင်ပြည်နယ်မှာရှိတဲ့စစ်ပေးရှောင်စခန်းတွေမှာနေထိုင်ရေးအခက်အခဲတွေကြုံတွေ့နေရပြီးအမိုးကာတွေကိုလည်းအရေးတကြီးလိုအပ်နေကြတယ်လို့စစ်ရှောင်နေတဲ့အကူအညီပေးနေသူတွေကပြောပါရယ်။ကေခိုင်သတင်းပေးပို့ထားပါရယ်ရှင်။ ရခိုင်မှာစစ်ကောင်စီတပ်နဲ့အရခတက်တော် AA တို့ရဲ့တကြောပြန်တိုက်ပွဲတွေကြောင့်နေရဆွခွန်ပြီးထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ပေးရှောင်ဥယျ6သိန်းကျော်လောက်ရှိနေတာပါရခိုင်မှာစစ်ပေးရှောင်အများစုဟာတောတောင်တွေထဲမှာတာပေါ်လင်းစားတွေနဲ့ယာယီတေထွတ်နေကြရသလိုတချို့ကလည်းစားသင်းကြောင်ဘုံကြီးကျောင်းတွေမှာနေကြရပြီးလက်ရှိမှာမော်ရင်းကာလရောက်ရှိနေပြီဖြစ်တာကြောင့်အမိုးအကတွေအရေးတကြီးလိုအပ်နေတာပါလို့စစ်ရှောင်တွေစီကသိရပါတယ် လက်ရှိမှာလင်းပြင်းတိုက်ခတ်နေပြီးမိုးရွေဇက်တိုက်လျော့သွန်းနေတာကြောင့်အမိုးကတွေလုံခြုံမှုမရှိလို့အိပ်ဆက်ဖို့အတွက်နေရာအခက်အခဲတွေအပြင်ချက်ပြုတ်စားတောက်ဖို့နေရာလည်းအခက်အခဲတွေရှိနေတယ်လို့ပုံနာကျွန်းကစပေးရှောင်းတွေစီကသိရပါတယ်။အခုလိုဒီမိုးဇက်တိုက်လျော့နေတယ်ပြီးတော့လျော့တဲ့မိုးကလည်းဟိုလေလည်းအများကြီးတိုက်တယ်ဒီလိုဆိုတော့စပေးရှောင်းတွေမှာကျတော့ဒီအရင်ကတည်းကသူတို့ကဒီအိမ်ဆိုပြီးတော့ခံဆိုင်မှာမနေဆောက်ပြီးတော့နေရတာမဟုတ်ပါဘူးဒီအတိုင်းပဲဟိုတာပေါ်လိုက်တယ် အဲပြီးတော့ခြားဒီတချို့အိမ်တွေဆိုရင်ဂုံငေးအိမ်တွေနဲ့အဲဒီလိုမျိုးပါတီကပ်ပြီးတော့နေကြရတာပဲမရှိစင်းတာတွေများတဲ့အခါမှာကျတော့လုံးဝမလုံနိုင်ဘူးခင်ဗျာဒီတိုင်းပဲမိုးရေထဲမှာဆူဆွတ်ပြီးတော့နေကြရတဲ့သူတွေလည်းရှိတယ်အဲတချို့ဆိုရင်တော့ဒီလုံခြုံတဲ့နေရာတွေပေါ့ဥမာဆာဦးတွေဘုံကြီးကျောင်းတွေကိုဝင်နေပြီးတော့ခိုလုံရတဲ့လူတွေလည်းရှိပါတယ်ခင်ဗျာမိုးတိုင်းတိုက်မဲ့အခြေအနေရှိတဲ့အတွက်အဖက်ဖက်ကဒီဆိုးရိမ်မှုတွေများနေရတယ်ခင်ဗျာ ဒါအပြင်ကြောင်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေကြောင့်စစ်ရှောင်ဥယေပုံများလာတဲ့အပြင်မိုးရွာစက်တိုက်ရွှန်နေလို့စစ်ရှောင်စခဲတွေမှာစာနေခါနဲ့အမိုးကတွေအရေးတကြီးလိုအပ်နေတယ်လို့စစ်ပေးရှောင်တွေကပြောပါတယ်။ ပေါတော့ပုံနာကျွန်ကြောက်တော့မရာဦးကြောက်ဖြူစားတဲ့မြို့နယ်တွေအပါအဝင်တိမ်နဲ့ချီတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာမိုးရွာသည်ရောက်လာတဲ့အချိန်အမိုးကလုံခြုံမှုအောက်မှာမရှိသေးတာကြောင့်အကူအညီတွေအရေးတကြီးလိုအပ်နေတာပါလို့စစ်ဘေးရှောင်ကူညီပေးနေသူတွေကပြောပါတယ်လက်ရှိမှာသူတို့အတွက်အရေးပေါ်လိုအပ်ချက်တွေကတော့ဒီမိုးရွာသည်ရောက်လာပြီဆိုတော့အမိုးကအောက်ကိုရောက်ဖို့အရေးကြီးပါတယ်ဒီအမိုးကအောက်ကိုရောက်ဖို့အတွက်ယာယီတဲ့အမိုးကတဲ့ ီးတော့မိုးရွာသီမှာဒီရှင်တွေရန်ကကာကွယ်ဖို့အတွက်ဒီရှင်ထောင်တွေအရေးကြီးလိုအပ်နေပါတယ်ဗျ။စာနာရခိုင်ဆေးဝါးတွေကတော့ကျိုးပြီးတော့ဆူဆောင်းထားတာတော့ရှိပါတယ်ဒါပေမဲ့ဖော်လို့မှုတော့မရှိပါဘူးခင်ဗျ။ ရခိုင်မှာတရော့ပြတ်တိုက်ပွဲစကတဲ့ကစစ်ကောင်စီကစေဝတ်တေယူခွင့်နဲ့လမ်းပန်းဆက်သွယ်ရေးကိုပိတ်ဆို့ဖျက်တောက်ထားတာကြောင့်ဒေသတွင်းကုန်စည်နှုန်းကျင်းမြင့်တဲ့အပြင်စေဝတ်တွေကိုပါဈေးကြီးပေးဝင်နေရတာပါဒီကနေ့မေလာ30ရက်နေ့စစ်ကောင်စီရဲ့မိုးစလကထုတ်ပြန်ထားချက်အရမုံတိုင်းငယ်အရှိန်ကြောင့်မြို့ဝကျွမ်းပေါ် ရခိုင်ကဲရိုတဲ့တခြားနဲ့ကံလွန်ပင်လေးပြင်းတွေမှာမကြာခဏမိုးတက်လေပြင်းတွေကြာရောက်ပြီးလမ်းအလွန်ကြီးမယ်လို့ဆိုထားပါတယ်။မိုးတက်လေပြင်းကြာအောင်စဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်40ကနေ45မအထိတိုက်ခတ်နိုင်ပြီးလမ်းအမြင့်မှာမြို့ော်ကျွန်းပေါ်ရခိုင်ကဲရိုတဲ့တခြားနဲ့ကံလွန်ပင်လေးပြင်းတွေမှာ16ပေကနေ16ပေလောက်ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ပြည်သူတွေရဲ့လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်ဟာအစိုးရဆုံးအခြေအနေမှာရှိနေပြီးစေဝါ၊စာနေအိခ၊ရေအပါအဝင် နေရထိုင်ရတွေမှာလည်းလိုအပ်ချက်မြင့်မားနေတယ်လို့ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာညီနာရေးယုံ UN ဦးချကထုတ်ပြန်ထားပါတယ်။ကျွန်မခေခိုင်ပါရှင်။ကတ်ပွန်ကျောင်းနားတွေကတ်ပွန်ကျောင်းတောင်းခတ်တန်ကျ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်